ကဘာငွေကြေးစည်းကွက်တစ်ခုလုံးကို လူတစုလေးကထိန်းချုပ်ထားတယ်ဆိုရင်ဘလို့ထင်မလဲအဲ့ဒီတစ်ဖွဲ့ကတော့ FOMC ပါပဲကဲသူတို့ရဲ့ဆုံးဖြတ်ချက်လေးတစ်ခုကနေစပြီးတော့ကဘာတဝိုင်းကို ကရက်တီဘလို့ရိုက်ခတ်သွားလဲဆိုတာကိုဒီတစ်ခေါက်အတူတူလေးလာကြည့်ကြတာပေါ့အဲ့ဒါကတကေးကိုအဓိကကြတဲ့မိခုံးမယ် Washington DC ကအစည်းအဝေးခန့်လေးတစ်ခုတည်းကနေကဘာပေါ်ကရွှေဈေးတွေ Bitcoin ဈေးတွေအထိဘလို့များလှုပ်ခတ်ပါစေနိုင်တာလဲ ဟုတ်ပြီဒီဇလိုင်းရအစအဆုံကိုအတူတူခြေရာခန်းချိကြရအောင်ဒီနေ့ရှင်းပြသွားမယ့်ပုံစံကတော့ခရက်ရိုက်ခတ်မှုပုံစံနဲ့ပဲသွားပါမယ်ပရမဆုံ FOMC ဆိုတဲ့ကြောက်တုံးအကြောင်းအဲ့ဒီကနေပရမဆုံခရက်ထည့်တဲ့အတုံးလုံးတက်ရောက်မှုပြီးတော့တုံပြန်မှုနောက်ပြီးတော့ခြေပြန့်သွားတဲ့ခရက်ဒီအကြောင်းနောက်ဆုံးမှာတော့ဒါတွေအားလုံးကဘာကြောင့်အရေးကြီးလဲဆိုတဲ့အနှစ်ချို့ကိုပြောပြသွားပါမယ်ဆိုတော့ FOMC ဆိုတဲ့ကြောက်တုံးလေးကနေစပြီးဈေးကွက်တီစီကိုခရက်တီဘလိုပြန့်သွားလဲဆိုတာအစင်းစင်းကြည့်သွားကြတာပေါ့ ကဲအဓိကစကောင်ဝေချေးရေကန်ကြီးတဲကိုကြောက်တုံးပစ်ချလိုက်တဲ့သူ FOMC ဆိုတာဘယ်သူတွေလဲဆိုတာကနေစလိုက်ကြရအောင်ရိုးရိုးရှင်းရှင်းလေးပြောရရင် FOMC ဆိုတာ American ဘဟုပန်းရဲ့မူဝါဒတွေချမှတ်တဲ့ဦးနှောက်အဖွဲ့အစည်းကြီးပါပဲသူတို့ရဲ့အဓိကအလောက်ကနိုင်ငံရဲ့ငွေကြေးစည်းစိမ်မှုတစ်ခုလုံးကိုလမ်းကြောင်းမှန်ပေါ်ရောက်အောင်မောင်းနှင်ပေးဖို့ပါပဲဒီကော်မတီမှာအဓိကတာဝန်ကြီးနှစ်ရက်ရှိတယ်ချင်းခွေရတကူလိုပဲညှိနေရလား တစ်ဖက်မှာကဇီးနှုံးတွေတည်ငြိမ်အောင်ငွေကြေးဖောင်းပို့မှုကိုထိန်းချုပ်ရတယ်။နောက်တစ်ဖက်မှာကျတော့လူတွေအလို့အကိုင်းအဆင်ပြေအောင်စီးမွားရေးတိုးတက်မှုကိုတွန်းတင်ပေးရတယ်။ဆိုတော့သူတို့ရဲ့ဆုံးဖြတ်ချက်တိုင်းဟာဒီအစွန်းနှစ်ခုကြားကအကောင်းဆုံးဟန်ချက်ကိုရှာဖွေနေရတာမျိုးပေါ့။ FOMC ကအတဏိကိုရှိကြိမ်ပုံမှန်အစည်းအဝေးလုပ်လို့ရှိတယ်။ပြီးတော့အဲ့ဒီရက်တွေကိုကြိုတင်သတ်မှတ်ထားပြီးသား။ဒါကြောင့်မလို့ကဘာတဝမ်းကယင်းနှိမ့်မြုံနှံတူတယ်။ ကုံတဲဒီတွေတော့ဒီနေ့တွေဟာပြက်ကလေးမှာအနီရောက်တဲ့ဝိုင်းထားရလောက်အောင်ကိုမျောလင့်ဆောင်စားရတဲ့နေ့တွေဖြစ်လာတော့တာပဲဟုတ်ပြီအခု FOMC ရဲ့အစွမ်းထက်ဆုံးလက်နက်ထိတဲ့အတုံးလုံးအကြောင်းကိုဆက်ပြောကြရအောင်ဒါကတို့ဖန်တီးလိုက်တဲ့ပထမဆုံးနဲ့အင်အားအကြီးဆုံးကြရက်ပဲပေါ့ဒီပစ်စင်ကိုကားမောင်းလာနဲ့ဥမာပေးလို့ရတယ် FOMC ကအတုံးလုံးကိုချိန်ကြီးလိုက်တယ်ဆိုတာက ကားရဲ့လီဗာကိုနင်းတာဒါမှမဟုတ် brake ကိုအုပ်လိုက်တာနဲ့အတူတူတယ် အတူလုံးကိုချလိုက်ပြီဆိုရင်ဘန်ဒီကငွေရှေးအဲ့ဒါဈေးသက်သာသွားလို့လူတွေကပွဲချောင်ပိုးတုံးတယ်ပိုးပြီးရင်းနှီးမြုပ်နိုင်ကြတယ်ဒါကအစင်းကွားလေးကိုလီဗာနင်းပြီးအရှင်တင်ပြလိုက်တယ်လို့ပဲအတူလုံးကိုတက်လိုက်ရင်တော့အဘရိတ်အုပ်လိုက်တယ်လို့အရာအလုံးရဲ့အရှင်ကိုနေသွားစေတာပေါ့ကဲအခုမှဇလန်ကတကယ်အခြေကနေရာကိုရောက်လာပါပြီ FOMC ရဲ့ခြေလှမ်းတွေကိုငွေရှင်ကြီးရှင်ကြီးတွေကဘလို့တုံ့ပြန်ကြောက်တယ်လဲသူတို့ရဲ့ကြိုတင်ခံမှန်းလို့ရတဲ့အဖြစ်မှုပုံစံတွေကိုလေ့လာကြည့်ကြရအောင် ဒီနေရာမှာအဖွဲစည်းဆိုင်ရာဗလိုက်မှုဆိုလားလူမျိုးရေးလိုဗလိုက်တာမျိုးကိုပြောတာမဟုတ်ပါအောင်နော်ဒါသာငွေကြေးဖွဲ့စည်းကြီးတွေဒါ FOMC ရဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာဘလိုမျိုးပုံသင်နည်းပါအုံပြန်လေးရှိတယ်လဲဆိုရခံမှန်းလို့ရတဲ့အမူအချင်းကိုရည်ညွှန်းတာပါ Azuri Financial က Steve Azuri ပြောခဲ့တယ်လို့ပါပဲ stock ဈေးကွက်ဟာအနာဂတ်အတိုးနှုန်းတွေကိုဘရုံးမစိတ်မပူပဲနေမှာမဟုတ်ဘူး တကယ်တော့ဒီစကားတစ်ခုတည်းနဲ့တင်ဈေးဝက်တစ်ခုလုံးကဖက်တဲ့နောက်ထလန်ကိုဘလောက်တောင်မျက်ချီမပြတ်စောင့်ကြည့်နေလေဆိုတာကိုအထင်ရှားမြင်နိုင်ပါရဲ့ဈေးဝက်ထဲမှာမတိချမရေရာမှုတွေများပြီးအတုံးလုံးတွေတက်လာတဲ့အခါအဖွဲစည်းကြီးတွေက လုံခြုံရစီကိုပြေးကြတယ် ဆိုလိုတာက stock လို့စွန့်ဆိုင်ရမှုများတဲ့နေရာတွေကနေရွှေဒါမှမဟုတ် American dollar လို့လုံခြုံဆက်ချတဲ့နေရာတွေကိုငွေတွေရွှေပြောင်းကြတယ်။အခြေအနေတွေပြန်တည်ငြိမ်ပြီးအတိုးနှုန်းတွေကျလာတဲ့အခါမှာတော့အဲ့ဒီငွေတွေကစွန့်စားဖို့အသင့်ဖြစ်ပြီးဈေးကွက်ထဲကိုပြန်ဝင်လာကြပြန်ရော။အခုဆိုရဲအစောပိုင်းကကြက်ရက်လေးတွေကနေပြီးတော့ဈေးကွက်အမျိုးမျိုးကိုထူးခြားတဲ့နီလန်းတွေနဲ့ဘလို့တက်ရောက်မှုတွေပြန့်နှံ့သွားလဲဆိုတာကိုဆက်ကြည့်လိုက်ကြအောင် ီနေရာမှာရွှေရဲ့စိတ်ဝင်စားစရာသဘောတဘာဝကို တွေ့ရပါတယ်။ရွှေဆိုတာကအထိုးမပေးတဲ့ပိုင်ဆိုင်မှုတစ်ခုလေ။ဒါကြောင့်ဘန်အတိုးနှုံးတွေကျသွားတဲ့အခါရွှေကင်ထားတဲ့အခွင့်အလန်းကုံကြစေကနေထွားပြီးသူ့ရဲ့ဆွဲဆောင်မှုကပိုတက်လာတယ်။ပြောင်းမြန်အနေနဲ့အတိုးနှုံးတွေမြင့်တက်နေချိန်မှာတော့လူတွေကအထိုးရတဲ့ပိုင်ဆိုင်မှုတွေကိုပို့ပြီးညှက်စီကြလာတော့ရွှေရဲ့တန်ဖိုးကမှဲမိန်သွားတတ်ပါတယ်။ကဲအမေရိကန်ဒေါ်လာရဲ့တန်ဖိုးကိုရောဘာတွေကအဓိကအမောင်းနေနေလဲ။ အချက်၃ချက်ရှိပါတယ်။ပထမတစ်ခုက FOMC ရဲ့အတုံးလုံးဆုံးဖြတ်ချက်တွေဒုတိယတစ်ခုကစီးပွားရေးအနာဂတ်အပေါ်စီးခွက်ရဲ့ယုံကြည်မှုပြီးတော့နောက်ဆုံးတစ်ခုကတော့ကမ္ဘာပေါ်မှာနိုင်ငံရေးပြဿနာတွေဖြစ်လာရင်လူတွေကဒေါ်လာကိုလုံခြုံတဲ့သင်္ဘောအဖြစ်သတ်မှတ်ပြီးဝိုင်းဝယ်ကြတာတွေပါပဲ။ရင်းနှံဈေးဝက်ကိုပြန်ကြည့်လိုက်ရင်လေတမိုင်းတချို့မှာစီးပွားရေးအတဲအကြည်နဲ့ဒက်ရစ်ချိတ်ဆက်နေတာကိုတွေ့ရမှာပါ1990ခုနှစ်တည်းကရင်းနှံအချက်အသေးကနေစပြီး2020ခုနှစ်ကငွေကြေးဖောင်းပွမှုအထိ ရေနံစေးဟာကဘာစီဝါရေးရဲ့အရေးကြီးတဲ့သွေးခုန်နှုန်းတစ်ခုအဖြစ်အမြဲတမ်းရှိနေခဲ့ပါတယ်။အခုနောက်ပိုင်းပိုင်ဆိုင်မှုအသစ်တွေခုတဲ့ cryptocurrency ဈေးကွက်ကိုချိန်ရင်တော့ FOMC ဆုံးဖြတ်ချက်အပေါ်တုံ့ပြန်မှုကပြောင်းလဲလာတာကိုတွေ့ရတယ်။ဥပမာ2019တုန်းကအတုံးနှုံးချမယ်ဆိုတာကိုဈေးကွက်ကကြိုတင်ခိုင်မှန်းထားပြီးသားမို့လို့ Bitcoin ဈေးကတည်တည်တတ်တတ်မလွတ်ခဲ့ဘူး။ဒါပေမဲ့နှောက်မစင်မှာအရေးပေါ့ချီနေတဲ့ယူတရအတုံးနှုံးကိုရှော့ချလိုက်တဲ့အခါမှာတော့အလုံးအန်အားသိမ့်ပြီးဈေးတွေထိုးကျသွားပါလိမ့်ရော။ ဒီအချက်ကဘာကိုပြလီလဲဆိုတော့အခုဆိုရင် crypto ဈေးကွက်ကလည်းကမ္ဘာစီးပွားရေးဖြစ်စဉ်ကြီးနဲ့ပိုပိုပြီးချိတ်ဆက်လာပြီဆိုတာပါပဲ။တိုင်းကဂျော်လင်းစောင်းစားနေတဲ့ FOMC နေ့တွေမှာဈေးကွက်ကဘလို့တွန့်ပြန်တတ်တယ်လဲ။အဲဒီကအောက်ဖြင့်ဈေးကွက်ရဲ့မတည်ငြိမ်မှု volatility လို့ခေါ်တဲ့ဈေးနှုန်းအတက်အကျကျန်းတာကိုကြည့်ပြီးအပြေရှာကြည့်ကြတာပေါ့။မုံတိုင်းမလာခင်ငြိမ်သက်ခြင်းလို့ပဲဆိုရမလားပဲ။အချက်လက်တွေကတော့လုံးဝရှင်းရှင်းလင်းလင်းပြောပြနေပါဗျ။ဥပမာအနေနဲ့ S&P 500ကိုပဲကြည့်လိုက် ထမန်ရက်ဒီမှာဈေးခွက်လှူရှားမှုကတတမလီနော်ဆမ်ဟာရခိုင်နှုန်းဝင်ကျင်လောက်ပဲရှိရယ်။ဒါပေမဲ့ FOMC အစည်းအဝေးရှိရနေ့ဒီမှာတော့၂ရာခိုင်နှုန်းအထည်ကိုခုန်တက်သွားရော။ဒါဟာတော်ယုံတယုံကြွားချချက်မဟုတ်ဘူးနော်။ FOMC ဂျင်ကချက်မထွက်ခင် အချိန်ကာလကိုတော့တင်စားပြီး pre-FOMC chop လို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအခြေမှာဈေးခွက်ကတိတ်ဆိတ်ငြိမ်သက်နေပြီးတော့ volatility ကလည်းအတော်လေးနေနေတတ်တယ် လူတိုင်းကဘာဖြစ်လာမလဲဆိုတာကိုရှင်တမမနဲ့စုံနေကြတဲ့အခြေပေါ့ဗျာဒါဆိုရင်မို့ဒီလိုမျိုးရှုပ်ထွေးပရလီပြီးမတည်ငြိမ်တဲ့အခြေအနေကိုကုန်းတဲ့တွေကဘလို့အတဲပဲဖော်ပြီးအခွင့်အရေးအဖြစ် ပြောင်းလဲကြတယ်လေကဲဒီမီဟွန်းကပဲကျွန်တော်တို့ကိုနောက်တစ်ပိုင်းဖြစ်တဲ့ကုန်းတဲ့ဒီအတူပြုတဲ့နီးစနစ်ဒီစီကိုခေါ်ဆောင်သွားတော့မှာပါအခုပြောပြမယ့်အကြောင်းမှာတော့ဈေးကွက်ရဲ့အခြေခံအဖြစ်မှုတွေကိုအတဲပဲကောက်ယူတဲ့နီးစနစ်တစ်ခု price action trading အကြောင်းပါပဲ ဒါဟာတကယ်တော့ကုန်တွေရဲ့အတွက်အရန်အရေးပါတဲ့လက်နက်ကိရအဆုံးအလင်းပါပဲ။ကုန်တဲမှုမှာမြင်နှမျိုးရှိတယ်လို့ရေးပြရဖြင့်ပြောလို့ရတယ်။တခုက price action trading သူကစင်းလုံးရဲ့ရိုးရှင်းတဲ့လှရှာမှုတွေချပေါ်ကပုံစံတွေကိုပဲအဓိကထားတယ်။ရှုပ်ရှုပ်ရရက်တွေမပါဘူး။နောက်တစ်ခုက indicator trading သူကတော့ဈေးနှုန်းကိုအခြေခံပြီးတွက်ချက်ထားတဲ့တင်းချနီးစနစ်တွေနောက်ကြကြန်နေတော့တဲ့ signal တွေကိုအားကိုးတယ်။ဆိုတော့ price action ရဲ့အဓိကအချက်ကရှိနေဈေးနှုန်းကအဓိကပဲ။ ရှုထွေးတဲ့ indicator တွေသုံးမဲ့အစား price action ကုန်တယ်တယောက်ကဈေးကွက်ရဲ့စိတ်ခံစားချက်ကိုတရိပ်ဖတ်နိုင်ဖို့ပိုရိုးရှင်းတဲ့ကိရိယာတွေကိုပဲအားကိုးတယ်။ဥပမာဈေးနှုန်းတွေရပ်တန့်နိုင်တဲ့ support နဲ့ resistance နေရာတွေပေါ့။ပြီးတော့ဝယ်လို့အားနဲ့ရောင်းလို့အားကိုမျက်စိနဲ့မြင်အောင်ပြပေးတဲ့ candle stick ပုံစံတွေ။နောက်ပြီးဈေးကွက်ပေတွက်ကိုဦးတည်နေလဲဆိုတာကိုပြတဲ့ trend line တွေလိုမျိုးပေါ့။ဒါတွေကသူ့ရဲ့အထူးကလက်နက်တွေပဲ။ကဲ theory တွေပြောပြီးပြီဆိုတော့လက်တွေ့ဘက်ကိုကြည့်ကြရအောင်။ ကွန်သည်တွေက FOMC တင်ညာချက်လိုမျိုးအရေးကြီးပြီးအရန်လှုပ်ခတ်နေတဲ့အချိန်ဒီမှာဒီကင်ရာတွေကိုဘယ်လိုစီကန်းရှိရှိအထုံးချကြသလဲဆိုတာကိုကြည့်လိုက်ကြစို့ဒီမှာတော့ယိုရှင်တဲ့ FOMC ကွန်သွယ်မှုအစီအစဉ်တစ်ခုကိုအဆင့်၄ဆင့်နဲ့ချင်းပြထားတယ်ပရမဆုံးတင်ညာချက်မထွက်ခင် chop ကာလမှာအဓိကဈေးနှုန်းအဆင့်တွေကိုသတ်မှတ်ထားရမယ်ပြန်ကြင်ညာချက်ထွက်တာနဲ့ဈေးကွက်ရဲ့ပထမဆုံးတွန့်ပြန်မှုကိုစောင့်ကြည့်ရမယ်။အပေါ်ကိုထိုးတက်သွားမလားအောက်ကိုပြန်ဆင်းမလားပေါ့။ အဲ့ဒီနောက်မှာတော့ candlestick ဓာတ်မော်ချော့ပုံစံဒီကိုရှာပြီးကိုယ်အတွေးကိုအတီးပြုတ်ချက်ယူရမယ်။နောက်ဆုံးနဲ့အရေးကြီးဆုံးကတော့ risk ကိုစီမံခန့်ခွဲဖို့ပဲ။ယင်းနည်းမြတ်နမှုကမာနာကိုလျှော်ပြီးအရှုံးကောက်ွယ်တဲ့ stop loss တွေကိုတည်တည်ချာချာသတ်မှတ်ထားရမယ်။